အခုတွေးမြင်နေရတာကတော့အသက်35နှစ်အရွယ်ထိုင်းအမျိုးသမီးတဦးကိုသူမရဲ့နောက်ယောက်ျားဖြစ်သူအသက်38နှစ်အရွယ်အမျိုးသားမှာဒါနဲ့အနောက်ကနေလိုက်ခုံနေတာဖြစ်ပါတယ်။အဲ့အချိန်မှာတော့ဝီလိုက်လက်ဆိုတဲ့အမျိုးသမီးဟာယောက်ျားဖြစ်သူကိုကြောက်လို့ကုန်းစုံဆိုင်တစ်ခုထဲကိုဝင်ပြေးလာခဲ့ပြီးဆိုင်ထဲကိုရောက်တော့ပြေးဖို့လမ်းမရှိတော့တာကြောင့်ယောက်ျားဖြစ်သူရဲ့ဒါနဲ့ခေါက်တာကိုခံခဲ့ရပါတယ်။ ဖြစ်စဉ်မှာတော့6လပိုင်းရှိရဲ့နေကထိုင်းတည်နေမှာဖော်ပြလာတယ်။ထိုင်းနိုင်ငံစကော့နက်ခေါမျိုးမှာနေထိုင်တယ်။အသက်35နှစ်အရွယ်ဝီလိုက်လန်ဆိုတဲ့ထိုင်းအမျိုးသမီးတဦးကိုသူမရဲ့ယောက်ျားဖြစ်သူအသက်38နှစ်အရွယ်ဆန်းစုလီဆိုသူမှာအရက်မူလာပြီးဒါနဲ့လိုက်ခုတ်ခဲ့ပါဗါတယ်။အဲ့အချိန်မှာတော့ဝီလိုက်လန်ဆိုတဲ့အမျိုးသမီးဟာထမင်းရင်ရှားနဲ့ယောက်ျားဖြစ်သူကိုကြောက်လို့အသက်လူကထွက်ပြေးလာရင်ကုန်းစုံဆိုင်တစ်ခုထဲကိုဝင်လာခဲ့ပါတယ်။စိုက်နေကိုရောက်တော့ပြေးဖို့လမ်းမရှိတော့တာကြောင့်ယောက်ျားဖြစ်သူရဲ့ဒါနဲ့ခုတ်တာကိုခံခဲ့ရပါတယ်။နောက် ီးအဒီအချိန်မှာဇီလာဝဲသူဦးလေးကြီးတယောက်မှာတရားခံဖြစ်သူကိုတားခဲ့ပေမဲ့ဘလို့မတားလို့မရခဲ့ပါဘူးဒီလိုနဲ့ပဲမိမဖြစ်သူဟာသူမနောက်ယောက်ျားရဲ့လက်ချံနဲ့တန်းရပြပြထထန်ရရှိခဲ့ပါတယ်တရားခံဖြစ်သူကတော့ပြစ်မှုကျူးလွန်ပြီးနောက်မှာအခင်းဖြစ်တဲ့နေရာကနေဆိုင်ကယ်နဲ့ထွက်ပြေးသွားခဲ့ပါတယ်ဝီလိုက်လက်ဆိုတဲ့အမျိုးသမီးကတော့ပခုံးနယ်နောက်ကျော်အပြင်လက်ချောင်းနေမှာဓာတ်တန်းရရရှိခဲ့ပါတယ် အိုင်နောက်ပိုင်းမှာတော့ဝီးလိုက်လဲဆိုတဲ့အမျိုးသမီးရဲ့အရင်အိမ်တော်နဲ့ရာခဲ့တဲ့သားသမီးနှစ်ယောက်ဟာရွာလူကြီးနဲ့အတူအခင်းဖြစ်တဲ့နေရာကိုရောက်လာပြီး မိခင်ကိုစေယုံပို့ဖို့အတွက်စီစဉ်ကရွာလူကြီးကတော့ဗီဒီယိုမှတ်တမ်းတက်တဲ့ယူပြီးနောက်မှာတန်ရာရရှိသူအမျိုးသမီးကိုစေယုံပို့ပေးခဲ့ပါတယ်။လက်ရှိမှာတော့တန်ရာရရှိခဲ့တဲ့ဝီလိုက်လက်ဆိုတဲ့အမျိုးသမီးရဲ့မိခင်ဖြစ်သူမှာ CCTV မှတ်တမ်းတက်တဲ့နဲ့တကွာစကောနှခေါမျိုးရဲစခန်းကိုတွားပြီးတရခန့်ဖြစ်သူကိုအမှုဖွင့်ခဲ့ပါတယ်။လက်ရှိမှာတော့ထိုင်းရဲတပ်ဖွဲ့ကပြစ်မှုကျူးလွန်ခဲ့တဲ့ဆန်းစုလီဆိုသူကိုကိုထီလက်ရောက်ကျူးလွန်မှုတပါသူကိုတပ်ဖြတ်ဖို့ထီရည်ရွယ်မှုတို့နဲ့အမှုဖွင့်ထားပြီးတရခန့်ကိုအမြန်ဆုံးဖမ်းဆီးကထိ ြောက်စွာအေးအေးယူမှုပြုလုပ်သွားမှာဖြစ်တယ်လို့ထိုင်းရဲတပ်ဖွဲ့ကပြောပါရတယ်။